လူတွေမှာစိတ်တက်ရင့်ချက်မှုမရှိဘူးဆိုရင်ဒီလူတွေရဲ့အောင်မြင်ချိပေါမှုကလူကိုဖျက်ဆီးတတ်တယ်သူကတန်ပေါ်မှာဖြစ်လာတဲ့တန်ကြီးသည်တန်ကိုပြန်စားတယ်လို့ဖျက်ဆီးပစ်တတ်တယ်လို့ဆိုလိုတယ်နော်အဲ့ဒီမှာရသော်ပြားချက်ရှိချက်ဟောတဲ့နေနံပါတ်၁ကသူဟာအောင်မြင်မှုလက်တပ်ပကား ပစ္စည်းဥစ္စာတွေကိုရရှိမှုဆိုရယ်လာဘသူဟာလိုချင်တာတွေကုန်ရအောင်မြင်တဲ့ပုံကိုတယောက်ဖြစ်လက်လာဘပေါများပြီးအောင်မြင်လာတဲ့ပုံကိုတယောက်ဖြစ်ခဲ့အဲ့ဒီအောင်မြင်လာမှုကသူ့ကိုလွှမ်းမိုးချုပ်ကင်သွားပြီးသူဟာမလုံတဲ့နာတွေလုံတော့တာဖြစ်တယ်ဒါဖို့လူတယောက်ဟာအောင်မြင်သွားရင်လည်းပျက်စီးသွားတတ်တယ် စိတ်ချကြံခိုင်မှုမရှိရင်ပျက်စီးသွားရတယ်ဆိုတာကိုယ့်ကိုယ်ကိုသတိထားအောင်မြင်မှုဆိုတာမျိုးအကြောင်းပြုပြီးအောင်မြင်မှုရဲ့သားကောင်ဖြစ်သွားပြီးသူဟာအောက်ခြေလွတ်သွားတယ်ဟောယာရုချီချီရရင်လည်းအောက်ခြေလွတ်သွားတယ်စီပါဥစ္စာတွေတိုးတက်လာရင်လည်းအောက်ခြေလွတ်သွားတယ်ဒီလိုဒီဝရဟာအောက်ခြေလွတ်သွားတာတခြားကြောင့်မဟုတ်ဘူးတဲ့အစတတမင်းကကိုးွယ်လိုက်တာသူ့ ကိုးခွေလိုက်တော့ဘရင်ကိုးခွေတဲ့ပုဂ္ဂိုလ်ဆိုပြီးတော့အောက်ခြေလွတ်သွားလာပါလို့ဆိုတာလူချင်တာတွေအကုန်ရတဲ့အခါငါကွာလို့ဆိုပြီးတော့လက်မထောင်းလာအဲ့ဒီလက်မထောင်းလာမှုကသူ့ကိုလွှမ်းမိုးနှိပ်စက်သွားသည်ဒါကိုမတွန်းလှန်နိုင်မယုံထွက်နိုင်သည့်အတွက်ကြောင့်သူဟာဒီအခြေအနေမျိုးကိုရောက်သွားတာနောက်တစ်ခုကတော့အလာပါသူလာပါရလာတော့ကခြေနဲ့တလူ မရဘူးဆိုရင် तू မချေပလက်တွေဖြစ်တယ်လူတွေဟာအဲ့ဒါလိုပဲရတဲ့အခါမှာတပြုံညုံမရတဲ့အခါမှာကြတော့သူတို့ဟာတငုံငုံနဲ့ depression ဆိုတာဖြစ်တယ်လူတွေမှာအောင်မြင်ကြီးပွားမှုကိုရလာပြီဆိုလို့ရှိရင်သူကမော်ကြွားလာကြံဆုံးမှုနဲ့ကြုံပြီးဆိုရင်ကိုယ့်ကိုယ်တတ်သိကျင်လောက်အောင် depression ဖြစ်တယ်စိတ်ထက်ကြီးကြတယ် ရတိဖြစ်စိတ်ဖြစ်စည်းမှုတွေဖြစ်လာအဲ့တော့အောင်မြင်မှုကိုရတာကိုလည်းအောင်မြင်မှုရခြင်းကလည်းသူ့ကိုလွှမ်းမိုးသွားတယ်။မအောင်မြင်တဲ့အချက်ကလည်းသူ့ကိုလွှမ်းမိုးသွားတယ်။သူလုံးချင်တာမလုပ်ရဘူး။အာလာသူကဖျားဖြစ်ချင်တာဖျားနေရတန်ဃာတွေအားလုံးကိုသူခေါင်းဆောင်လို့ချင်မရဘူး။မရသည့်အတွက်ကြောင့်သူဟာမကြံတဲ့နယ်ကြီးကြံသွားတယ်။ နောက်တစ်ခုကတော့ယတနဲ့အာယတနောက်နှစ်ခုကယတဆိုတာအချမ်းရံဂုံတရင်ချီမာလာတော့ကလူတွေဟာနောက်လိုက်နောက်ပါတွေများပြီးတော့ဂုံတရင်ချီမာပြီးနာမည်ကျော်ကြားလာလို့ရှင်လေအဲ့ဒီနာမည်ကျော်ကြားမှုရဲ့တားခေါင်ဖြစ်သွားပြီးသူဟာရုံထွက်နိုင်ဆုံးမရှိတော့စိတ်ကောင်းနှလုံးကောင်းနေရကျော်ကြားမှုအောက်မှာပျောက်ွယ်သွားတယ် လူတွေမှာပျောက်ကွယ်သွားပြီးတော့သူဟာစိတ်ဆိုးစိတ်မိုက်တွေဝင်လာတတ်တယ်။ဒီဝရဟာယတလို့ခေါ်တဲ့သူ့ရဲ့အချမ်းရံဂုံတရင်ချီလာမှုတွေကြောင်းပြုတ်ပြီးတော့မတွန်းလှန်နိုင်တဲ့အတွက်ကြောင့်သူဟာကြာဆုံးသွားတာဖြစ်တယ်ပေါ့။အယတဂုံတရင်ကိမဲ့သွားတဲ့အခါမှာလည်းဒီအခြေအနေမျိုးတွေဖြစ်တတ်တယ်ပေါ့။ depression တွေဝင်ပြီးတော့ဒုက္ခရောက်သွားတတ်တယ်။နောက်တစ်ခုကတော့ တက္ကာရအတက္ကာရနောက်တည်းရဲ့တက္ကာရအတက္ကာတက္ကာရဆိုတာလူတွေကယူသေးတယ်သူ့ကိုပေးလို့ရှင်ဘာပေးပေးယူသေးကြတယ်မတမ်းမှသူတွေကယူသေးတယ်သူနောက်လိုက်နောက်ပါတွေကသူ့ကိုအလွန်ယူသေးကြတယ်ဒီကိရိခင်လည်းစဉ်းစားကြည့်ယာရုကြီးပြီဆိုယူသေးလိုက်ကြတာများကြီးအဲပစ္စည်းဥစ္စာတွေကျွေးဝါချမ်းသာတဲ့လူနောက်ကလိုက်တဲ့လူတွေကလည်းယူသေးလိုက်ကြတာ တယုတ်တိတလေးအဲ့ဒီအများရဲ့ယုတ်တိခံရမှုပါလေပဲကိုယ်စိတ်ကအဲ့ဒီဟာရဲ့လွန်မှုမှုကိုခံရပြန်လို့ရှိရင်လူဟာစိတ်တတ်တွေမောက်မှလာပြီးတော့အောက်ချေလွတ်တော်ပြတ်လွတ်တော်ရတယ်အဲ့ဒီလိုမဟုတ်ဘူးစမ်းကျင်မဲ့ဖြစ်လာပြန်လို့ရှိရင်လူရဲ့စိတ်ဟာတမျိုးတမျိုးပြောင်းသွားတယ်အတ္တကာရလူတွေရဲ့မလေးမစားလောက်တာကိုခံရတယ်ဘယ်သူမှဖြစ်ဖြစ်ဒီ ရာတို့ရှိတုံးတော့အလေးစားခံရမရာတို့မရှိရင်အလေးစားမခံရဘူးပတ်စံရှိတဲ့အချိန်အလေးစားခံရတယ်ပတ်စံမရှိရင်အလေးစားမခံဒါဟာဘဝဟာမရှောင်လွှဲနိုင်တဲ့လောကဓာတ်ပဲဖြစ်တယ်ပေါ့အဲဒီတော့အဲ့ဒီလောကဓာတ်ကိုမခံနိုင်သည့်အတွက်ကြောင့်သူဟာမလုံတဲ့နာတွေလုပ်ပြီးတော့အခုလို့ပျက်စီးဆုံးဖြတ်မှုဖြစ်သွားတာဖြစ်တယ်လို့လာပါ အလဘယတအာယတတက္ကာရအတက္ကာနော်6ခုနောက်ပြီးတဲ့အခါကျတော့မြတ်စွာဘုရားပြောတယ်ပါပိဿအစိုးဆုံးကတော့သူဟာစိတ်ကောင်းနှလုံးကောင်းမရှိဘူးစိတ်ကောင်းနှလုံးကောင်းမရှိဘူးအဲ့ဒါနဲတယ်ပါပိဿဆိုတာအောက်တန်းကြတဲ့လူအင်စန္ဒခေါ်ပါပိဿ ဆိုပါစို့ကိုယ်အရေးချင်းမရှိဘဲနဲ့အထက်တန်းကိုဖြစ်ချင်းနေပါပဲလမ်းစဉ်အတိုင်းမသွားဘဲနဲ့လူတွေဟာဖြက်လန်းကနေကြီးပွားခြင်းနဲ့အဲ့ဒီလိုဟာမျိုးပါပိဿသူများခေါင်းနှင်းပြီးကြော်တက်ခြင်းနဲ့တစ်ဖက်သားကိုတွန်းချပြီးတော့နေရာယူခြင်းနဲ့ပါပိဿလို့ခေါ်တယ်။ကိုယ်အရေးချင်းနဲ့ကိုယ်သွားတာမဟုတ်ဘဲနဲ့တစ်ဖက်သားကိုတွန်းထုတ်ပြီးတော့မှကိုယ်နေရာရောက်အောင် လှုပ်တဲ့ပုံကူမျိုးတွေအဲ့ဒီစိတ်ကူးစိတ်တန်းတွေကိုပပိဿာလို့ခေါ်တယ်။မဟုတ်တဲ့နီလန်းကိုအသုံးချပြီးတော့ထက်တန်းရအောင်ကြိုးပမ်းမှုတွေသူဟာလည်းပဲဖျားဖြစ်အောင်လေးသိချင်းတဲ့ကဘာတသိမ့်ပါရမီဖြည့်ဖို့မစင်စားပဲနဲ့ဖြတ်လန်းကနေဖျားရရုကိုရချင်တာဆိုတော့ပပိဿာပဲ။မဟုတ်တဲ့အတန်းကြတဲ့စိတ်နေသဘောထားတွေဟာသူ့ကိုလွန်မိုးသွားတယ်တဲ့အဲ့ဒီလွန်မိုးမှုကြောင့်သူဟာပျက်စီးသွားတယ် နောက်တစ်ခုကတော့ပါပမိတ်တာလောကလူတွေဟာလူတယောက်ခေါင်းဆောင်ပြီးဆိုဝန်းရံပြီးတော့ဝိုင်းပြီးပျောက်ပေးနေတဲ့ပုံစံတွေပါတယ်အဲ့ဒါတွေကိုပါပမိတ်တာဒီကနေ့ခင်ဗျာလည်းရှိတာနော်ဝန်းရံပြီးတော့မျောက်ပေးမှာပဲဘသူပါလုံးလုံးဝိုင်းပြီးတော့အဲ့ဒါရန်တဲ့ပုဂ္ဂိုလ်ဟာရှိတယ်ရန်တဲ့ပုဂ္ဂိုလ်ရှိတယ်မကောင်းတဲ့အလုပ်ကိုလုပ်ရင်လည်းရန်တဲ့ပုဂ္ဂိုလ်ဝင်လာဝေးရမယ်ဆို ပါပမိတ္တသူတို့အောက်တန်းချတဲ့စိတ်တွေနဲ့အောက်တန်းချတဲ့ခံယူချက်တွေနဲ့ဝိုင်းပြီးတော့ဝဉံပတ်သက်လာတဲ့ပုဂ္ဂိုလ်တွေမိတ်ဆွေရုပ်တွေနဲ့အပေါင်းအသင်းနေတဲ့သူဟာဓာရီကိုအဟုတ်ထင်ပြီးတော့မှန်ကန်တဲ့လမ်းကြောင်းကနေလမ်းကြောင်းကြီးကိုတွေးဖြီးလာတယ်။ဟောပါပိဿပါပမိတ္တဒီအချက်ဟာအရေးကြီးဆုံးပဲ။လောကကြီးမှာ မကောင်းတဲ့စိတ်တွေသဘောထားတွေရှိခြင်းမကောင်းတဲ့မိတ်ဆွေတွေတောင်းတဆက်ဆံခြင်းဆိုတာဟာပျက်စီးဖို့ရအတွက်အရေးကြီးဆုံးအချက်နဲ့ချက်ပဲဖြစ်တယ်အဲ့ဒီနှစ်ချက်အလုံးပေါင်းလိုက်တဲ့အခါရှစ်ချက်ရသော်ဗျာလာဘအာလာဘယတအာယတတက္ကာရအတက္ကာရပပိဿပပမေတ္တာလို့ဆိုတယ် အဲ့ဒီတရားဆိုးတွေစိတ်နေသဘောထားအဆိုးတွေကသူ့ကိုလွှမ်းမိုးလိုက်တယ်ဓာရီလွှမ်းမိုးလာတဲ့အတွက်ကြောင့်ဒေဝရဟပျက်စီးသွားဓာရီမဖြစ်ခင်ကသူဟာဘုန်းကြီးကောင်းတူဦးဖြစ်တယ်ရသော်ဘုရားရဲ့သာသနာတော်မှာဝင်ရောက်ပြီးတော့တဝရချင်းစဉ်ကိုအောင်မြင်စွာကျင့်ပြီးဇံအပေညင်ရအဲ့ဒီထေအောင်သူဟာကောင်းနေသေးတယ် နောက်ပိုင်းမှာပပိဿဆိုတာရဲ့ပပမိတ်တာဆိုတာအဲ့ဒါနှစ်ခုနဲ့ကြုံလိုက်တာနဲ့တပြိုင်နဲ့သူဟာလမ်းကြောင်းလွဲပြီးတော့အဆိုးဘက်ကိုရောက်သွားတယ်အဲ့ဒီအချင်းဒီဇူးကြီးတွေကသူ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့စိတ်သဘောထားဆိုးဝါးမှုတွေကြောင့်သူဟာတည်ရင်တော့အပင်ငယ်ရဲ့သွားတော့မှာပဲတေချာဖို့အပင်ငယ်ရဲ့ကြတော့ သူစိတ်တတ်တယ်ဒါတွေကြော်လွားဖို့အတွက်ပြင်ဆင်လို့မရတော့ဘူးလို့ကုစားပေးလို့မရတော့ဘူးလို့ဆောပြဟောတယ်အဲ့ဒါလို့ဟောပြီးတော့ယန္တိကိုဆုံးမဩဝါဒပေးတယ်မင်းတို့အလုံးတတိထားကြကို့မှာလက်လက်ပါရီရလာတယ်အောင်မြင်ကြီးပွားလာတယ်ချွေရည်များလာတယ်တို့မဟုတ်လက်လက်ပါမရဘူးချွေရည်မများဘူး အဝန်ကျင်ကကိုယ်ကိုလေးစားတယ်သို့မဟုတ်မလေးစားဘူးမိကောင်းဆွေကောင်းမိဆွေမကောင်းတဲ့အတွေးအခေါ်လိုလိုအင်ဆာနာတွေရှိတယ်